နီလကြီးကောတယ်လို့အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ဒီ Facebook က Reel လို့ပြီးတော့ဒီ Bonus တို့ဘယ်လိုပြီးလဲတော့ဗောနော်ဆိုတော့အဲ့ဒီဟာတွေပွင့်အောင်ဘယ်လိုလုပ်အောင်လဲဗောဒါက Flow လောက်တဲ့သူတိုင်းရဲ့အိမ်ပဲဘာဖြစ်လဲဆိုတော့ဒီပတ်စံဝင်မဲ့နီလန်းတွေဗောနော်ဆိုတော့ကျွန်တော်လဲ ဒါကျွန်တော်အိမ်မက်ပဲပေါ့နော်ကျွန်တော် vlog လုပ်တာဆိုတော့ဒီတရတရကျွန်တော်စောက်ကြည့်တယ်ဒီ reel တို့ bonus တို့ဘယ်တော့ပွင့်မလဲဘယ်လိုလောက်မလဲပေါ့နော်ဆိုတော့သူ့ရဲ့စာထဲမှာတေချာဖတ်ကြည့်ရင်တော့ဘလို့မှလုတ်လို့မရပါဘူးသူ့ရဲ့သူကအဲ့ဒီ reel တို့ဒီတပ်ပုံတွေအတွက်တို့ bonus တို့ story အတွက်တို့ဆိုတာဒီ invitation letter နော်သူက Facebook ကပို့ပေးมาပဲရမှာပါเนาะဆိုတော့ကျွန်တော်အောက်ကကျွန်တော်မျောလင်းချက်မရှိပါဘူးဘာဖြစ်လို့လဲဆိုတော့ဒီ copyright တွေထိလာတာလဲအခအကောင်ကဝါနေတာပေါ့နော်ဆိုတော့ဝါနေတာဆိုတော့ဘလို့မှမမျောလင်းတော့ပေါ့နော်ဒါပေမဲ့ဒီနေ့မှာပဲထူးထူးချက်ရပေါ့ကျွန်တော်အိမ်မက်လေးပြည့်သွားခဲ့ အဲအိမ်မလေးတော့ပြည့်သွားခဲ့ဒါပေမဲ့လည်းအာဘာမှပတ်စံတော့မရဘူးပေါ့ဗျာမရဘူးဆိုတာကအာသူက view တို့ light တို့လည်းလိုသေးတာဒါပေမဲ့လည်းအာသူများရေလို့ကျွန်တော်လည်းအာဒါပွင့်ပွင့်သွားတော့နော်ဆိုတော့ဒီပွင့်ဘူးသည်ရှိအောင်ပွင့်သွားတော့ပျော်တော့ပတ်စံရတာမရတာတော့နောက်တခဏမှပေါ့နော် အခုကတော့ဒါ Facebook ရဲ့ Redo Bonus တို့ပွင့်သွားတဲ့အကြောင်းကျွန်တော်လာပြောပြခြင်းဖြစ်ပါတယ်ဆိုတော့ဘယ်လုံးမှစူးစမ်းလို့မရပါဘူးဒါ Facebook ကသူပေးခြင်းတဲ့သူကိုပဲသူပေးတာပဲဖြစ်ပါတယ်ဆိုတော့အကောင့်ကိုတည်ချင်ကြာအကောင့်စိမ့်ပြီးတော့မဟုတ်ပါလဲတချို့အကောင့်တွေမရပါဘူးဒါမှန်းဒီလိုမျိုးအာထိထားတဲ့အကောင့်တွေလည်း ရတက်ပါတယ်ဆိုတော့ဘလူးမအားမငယ်ပါနဲ့ကျွန်တော်ဆိုဒီ Facebook ရီးပွင့်ဖို့အာဘလူးပြောမလဲကျွန်တော် account စာဖွင့်နေရဆိုရင်ကျွန်တော်3နှစ်လောက်3နှစ်ကျော်လောက်ရှိပြီဆိုတော့အမှလိမ့်ဖက်လိမ့်ဖက်နဲ့တွားရင်တွားရင်နဲ့ဒီနေ့မှကျွန်တော် account ကိုသူကအကောင်လုံးအာ bonus ပတ်စံရဖို့အတွက်အကောင်လုံးဖွင့်ပေးတာပေါ့နော်ဆိုတော့အရင်တုန်းကဖွင့်ပေးတဲ့ style က꽌တယ်အရင်တုန်းကဖွင့်တာကြရင်ဒီဓာတ်ပုံအတွက်ဆိုတစ်ခေါက်သူပေးတယ်နော် re အတွက်တစ်ခေါက်ပေးတယ်ပြီးတော့တခြားဟာတွေဓာတ်ပုံအတွက်စာရအတွက်ပေါ့နော်ဒီစံစီပေးတယ်ဒါပေမဲ့အခုဒီ2025မှာကျွန်တော်တွေ့တာကတော့ကျွန်တော်ကို setup တစ်ခုပဲလာတောင်းတယ်ဆိုတော့အဲ့ဒီ setup မှာ ျွန်တော်နှိပ်လိုက်တာနဲ့ဟိုတစ်ခါတည်းပဲအကုန်လုံးဒီပွင့်သွားတာပေါ့နော်ဆိုတော့မိတ်ဆွေတို့အကောင့်တွေမပွင့်သေးလဲအမငယ်ပါနဲ့ဆက်လုပ်ပါเนาะကျွန်တော်လည်းဒီလိုပဲလုံရင်လုံရင်လည်းရသွားတာဆိုတော့ကျွန်တော်ဒီနေ့ဒီအကြောင်းလေးလာပြောပြတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဖီဒီယိုမှာပြန်ဆောင်ရမယ်ဘိုင်ဘိုင်